မင်္ဂလာပါဒီနေ့ကျွန်တော်တို့စိတ်ဝင်စားစရာရင်းမြစ်စာတန်းတချို့ကိုကြည့်ပြတော့လေ음စိတ်ပိုင်းဆိုင်ရာလက်ဖျားချုပ်ကံမှု manipulation ပေါ့နော်အဲ့ဒီနီးလန်းတွေအကြောင်းနည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 ်းဆွေးနွေးကြည့်ကြရအောင်လူတွေရဲ့အတွေးခေါ်တွေခံစားချက်တွေနောက်အပြုမှုတွေကိုတိုက်ရိုက်ဖြစ်ဖြစ်တွေ့ဝိုက်ပြီးတော့ဖြစ်ဖြစ်လွမ်းမိုးဖို့တုံးတဲ့နီးပြူဟာတွေပေါ့ဟုတ်တယ်ဒီအရာတွေကကိုရီးယားရဲ့နေစဉ်ဘဝထဲမှာလည်းတွေ့ရတယ် လုပ်ငန်းခွင်မှာတော့အာကြောညာတွေမှာတော့ပုံစံမျိုးစုံတွေရှိနေတာလေဆိုတော့ဒီနေ့အဓိကတော့ဒီစာတန်းတွေတဲ့ကအရေးကြီးတဲ့အချက်တွေအသုံးများတဲ့နည်းလမ်းတွေပြီးတော့အရေးကြီးဆုံးကအဲ့ဒါလေးကိုဘလို့တည်ထားမိနိုင်မလဲဆိုတာကိုဆွေးနွေးသွားကြည့်နာပါအေးမှန်ပါတယ်ဒီအကြောင်းတွေကိုတေးတေးချာချာနားလည်ထားရင်လေကိုပဝင်းကျင်ကဆက်ဆံရေးတွေကြားနေရတဲ့တည်င်းစကားတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာနိုင်တာပေါ့ အဓိကကတော့ဒီနီလာနဲ့ကဘလို့အလုတ်လုတ်တယ်လဲဆိုတာတီးထားဖို့ပဲဟုတ်ပြီဆိုတော့အရင်မြေကြီးမှာတွေ့ရအများဆုံးလို့ပြောရတဲ့နီလာတကူကတော့လိန်ညာတာ lying နဲ့အမှန်တရားကိုလိုသလိုတုံလုံးပြောဆိုတာ spinning the truth ပဲနော်ရည်ရွယ်ချက်ကတော့ကိုယ့်အမားကိုဖုံးချင်တာမျိုးဒါမှမဟုတ်ကိုယ့်အတွက်အဆင်မပြေတဲ့အချက်လက်တွေကိုဖယ်ထုတ်ချင်တာမျိုးပေါ့ဟုတ်တယ်ဒီနေရာမှာစိတ်ဝင်စားမှုကောင်းတာတခုပါလေ ရင်းမြစ်တွေကအဲ့ဒီအမှန်တရားကိုလက်စားတာနဲ့တားကောင်လိုဟန်ဆောင်ခြင်းဆိုတာကိုချိတ်ဆက်ပြထားတယ်။ဥပမာပေါ့နော်အမြဲတမ်းအပြင်တွေသွားနေတဲ့ချစ်သူကိုမေးခွန်းထုတ်ကြည့်တဲ့ဆိုပါတော့အဲ့ဒီအခါမှာသူတို့ကငါ့ကိုမယုံဘူးလား၊သဝန်တိုးနေတာလားဆိုပြီးပြန်မေးတာမျိုးလေ။အာကိုခန်းစားချက်ကိုပြန်တိုက်ခိုက်တာပေါ့။ဟုတ်တယ်။အဲ့ဒါကအာယုံလွှဲလိုက်တာ။ပြီးတော့ကိုကိုကိုအပြင်းမရှိသလိုဖုံဖော်လိုက်တာပဲ။ ခိုင်လုံတဲ့အကြောင်းပြချက်ပေးမဲ့အစားမိကုံးထုတ်တဲ့သူကိုအပြစ်ရှိတယ်လို့ဖြစ်အောင်လုပ်လိုက်တာတိမ်မွေးတယ်လို့ထင်တယ်မြောက်ပင့်ပြောဆိုခြင်း flattery ချီချူခံရတာကဘဒုံမဆိုကြိုက်တာဆိုတော့လေဒါကိုလျှက်စားမှုလို့မြင်ဖို့နင်းနေခတ်တယ်ဒီအပေါ်မှာတော့ရင်းမိတွေကဘာပြောထားတယ်လဲအမ်ပြောထားတာကတော့ဒီမြောက်ပင့်မှုရဲ့အန်ဒီရဲ့ပေါ့သူကအပေါ်ရင်စစ်စင်ကြီးတွေဖြစ်သွားစေနိုင်တယ်ဆိုတာပဲလူငန်းခွေမှာဆိုလဲအထက်လူကြီးယုံကြည်မှုရဖို့ လူမှုရေးချီရေးချီရမှာအခြေအနေတခုဖန်တီးဖို့သုံးကြမယ်မယ်လိရင်းမိတွေကတလိပေးထားတယ်ဒါဟာရေးရှိမှာအနှစ်တရားမရှိဘူးအကျိုးအယောင်ခန်းစားချက်တွေပေါ်မှာတိစောက်ထားတဲ့ဆက်ဆံရေးမျိုးဖြစ်သွားတတ်တယ်ပေါ့ယုံကြည်မှုတိစောက်တယ်လို့ထင်ရပေမဲ့တကယ်ကကိုယ့်အကျိုးအတွက်လုပ်နေတာမျိုးဖြစ်နိုင်တာပေါ့နော်ဟုတ်ပါတယ်အဲ့လိုဖြစ်နေနိုင်တယ်ဘိုးကူရေးဆက်ဆံရေးတွေဖြင့်ဒီရေးမိတွေကဇီးကွက်မြင့်တင်ရေးမှာထုံးတဲ့နီးလိုင်းတွေကိုလည်းပြောထားတယ်နော်အလုံးတိကြတယ် fear of missing out formal လို့မျိုးပေါ့ in the same need for belonging ပေါ့အဲအဲ့ဒါကိုတိုက်ရိုက်သွားထိတာတဲ့ Apple က iPhone အသစ်ထုတ်တဲ့ဥပမာလိုပေါ့အရင်နှစ် model နဲ့တိတ်မကွာဘူးဆိုရင်တော့အသစ်နောက်ဆုံးပေါ့ဆိုပြီးတော့လူတွေလွတ်တော်မှကြောက်တဲ့စိတ်ကိုဆွဲဆောက်တာလေဝဲခြင်းလောင်းလို့တာမျိုးဟုတ်ပါအဲ့ဒါပြီးတင်းတန်ဖြစ်ချင်း exclusivity ဆိုတာတော့ကုန်ဖြစ်စဉ်မိတ်ဆက်ပွဲကိုလူနဲ့နဲ့လေးပဲဖိတ်တာမျိုးတွေလေမန်ပါခဲ့ဒါလေးဖိုမိုနဲ့နည်းနည်းဆက်ဆက်နေတယ်လူနဲ့စုအတွက်ပဲဆိုတဲ့ခံစားချက်မျိုးဖန်တီးတာလေ အဲ့ဒါကလူတွေရဲ့စူးစမ်းခြင်းစိတ်လိုချင်စိတ်ကိုပိုပြင်းထန်စေတယ်လွတ်ဖွဲ့လေးပိုလိုချင်လေးဖြစ်အောင်လုပ်တာမျိုးပေါ့ဒါလေးစိတ်ပိုင်းဆိုင်ရာလဲစားမှုတစ်မျိုးပဲလေဟုတ်ပြီခုနပြောလိုက်ကပိုပြင်းထန်ပြီအမ်စိတ်ပိုင်းဆိုင်ရာကိုတော်တော်လေးထိခိုက်စေနိုင်မယ်နီလန်တစ်ခုကိုလည်းရင်းမြစ်တီကအလေးပေးထားတယ် gaslighting ပေါ့တော်နည်းနည်းလေးပိုရှင်းပြပြီးပါလား gaslighting ကတော့တော်တော်လေးအန်ဒီရရှိတဲ့ပုံစံလိုတတ်မှတ်ကြရရှင့်ဘာလို့လဲဆိုတော့ဒါက လူတယောက်ကိုလေသူတို့ရဲ့ကိုယ်ပိုင်မန်ဒီယာသူတို့ရဲ့မှတ်ညင်ခံစားချက်တွေအပေါ်မှာတမင်တကာတန်တရအဝင်လာအောင် စနစ်တကျစူးစားတာဒါပေတော့ထစ်ခဲလို့လဲမဟုတ်ပါဘူးမင်းစိတ်ထင်နေတာပါအဲ့လောက်အတိတ်ကိုပြန်သွေးမနေနဲ့ဆိုတဲ့စကားလုံးတွေထထလေးလေးတုံပြီးအောင်လေနောက်ဆုံးမှာကိုတိုင်းဂျုံထွေးခံစားခဲ့ရတာတွေကိုတောင်ကိုတိုင်းမယုံတော့တဲ့အတိတ်ဖြစ်ကွာအောင်လူတာမျိုးอืมတော်တော်ချောက်ဖို့ကောင်းတာပဲဟုတ်တယ်ရင်းမြစ်တွေကဒါဟောင်လူတယောက်ရဲ့လက်တွေ့ဘဝပေါ်ခံယူချက်ကိုဖြည်းဖြည်းချင်းတိုက်စားထားတယ်လို့တောင်ဆိုထားတယ် ဟုတ်ပါပြီဒါနဲ့ဒီရင့်မြစ်တယ်မှာလဲစားချိုးကင်မှု manipulation နဲ့ဖြောင်းဖြားပြောဆိုခြင်း persuasion ကို ခွဲခြားထားသေးတယ်နော် တချို့အခြေအနေမှာ manipulation ကအမြင်နဲ့မကောင်းတာကြီးတော့မဟုတ်ဘူးဆိုတဲ့အမြင်မျိုးလဲတင်ပြထားတာတွေ့တယ်ဥပမာ လုံငန်းခွင်ပြိုင်ဆိုင်မှုမှာ ကိုကိုကိုပိုတော့သလိုပြတာမျိုးပေါ့အေးဟုတ်ပါတယ်အဓိကကွာခြားချက်ကိုရည်ရွယ်ချက်နဲ့နီးလမ်းမှာရှားရမယ်လို့သူတို့ကဆိုတယ် ပြောပြပြောဆိုခြင်း persuasion ကများသောအဖြစ်ပိုပွင့်လင်းတယ်။စက်တရေရှိမှု charm တို့နှလိုပွဲဖြူမှုခြင်း ingredient တို့သုံးပြီးတော့နှုံဦးနှုတ်ပဲအကျိုးရှိနိုင်တဲ့သဘောတူညီချက်မျိုးကိုရောက်အောင်ကြိုးစားရတာဖြစ်နိုင်တယ်ပေါ့။ manipulation ကြတော့အများအဖြစ်တစ်ဖက်လူရဲ့အကျိုးကိုတိတ်ကြည့်မနေဘူး။လိန်တာအချက်လက်ချန်ထားတာအကြောင်းစိတ်ကိုအတုံးချတာလေးပါလာနိုင်တယ်။อืมဒီတဲ့ပိုပြင်းထန်ပြီး အကြောက်တရားကိုတီးတီးဆာသာတုံးတာချင်းချောက်တာမျိုးကိုတော့အတင်းချက်စေးထိုင်းမှုခေါ်စင်လို့တီးတန့်ခွဲပြောထားပြီးဒါကတော့ပိုဆိုးတဲ့ချီနေပေါ့ရှင်းပါတယ်ဒါဆိုရင်ဒီလို နီးလန်းတွေကိုဘလို့တတိထပြီးတော့ကိုကိုကိုကာကွယ်နိုင်မလဲရင်းမြစ်တီကဘာမျှအကြံပြုထားသေးလဲအဓိကအချက်ကတော့အသိပညာနဲ့တတိပါပဲ awareness ပေါ့ဒီလိုလက်စားမှုနီးလန်းတွေတကယ်ရှိနေတယ်ဆိုတာကို သိထားတာကပထမဆုံးအရေးကြီးတဲ့အကားအွယ်ပဲလေ ပြီးတော့အပြုမူပုံဝန်တွေကိုတတိထားကြည့်ဖို့လိုတယ်။စကားတစ်ခွန်းရဲ့နှုတ်ခါကြောင့်ရ context နဲ့ပြောတဲ့သူရဲ့ရည်ရွယ်ချက် motivation ကို အမြဲတမ်းနည်းနည်းစဉ်းစားကြည့်သင့်တယ်ပေါ့။ဥပမာခုနကားအယောင်သမားကိစ္စလိုမျိုးပေါ့နော်။ဟုတ်တယ်။ကားရောင်းသမားကကားကောင်းကြောင်းတားနေတာကသူ့ရဲ့ရောင်းအားအတွက်ပြောနေတာဆိုတာမျိုးတတိပြုမိဖို့လိုတယ်လေ။နောက်တစ်ခုရင်းမြစ်တွေကထောက်ပြတာကကိုကိုကိုယုံကြည်မှုရှိတဲ့ပုံစံပြတာကလဲစားလို့သူတွေအတွက်ပြစ်မှတ်ထားဖို့ပိုခက်စေတယ်လို့လည်းဆိုထားတယ် ဆိုတော့တခုခုမတင်ကောင်မဟုတ်ဘူးလို့စိတ်ထဲမှာထိုးခနဲ့ဖြစ်လာတာ ਨੇ ခဏလေးရက်ပြီးတော့ဝေဖန်ပိုင်းခြားစဉ်းစားလိုက်ဖို့ကအရေးကြီးဆုံးပါပဲဟုတ်ကဲ့ဒီနေ့ဆွေးနွေးကြတာတွေကတော့ဒီစိတ်ပိုင်းဆိုင်ရာလက်စားမှုတွေရဲ့တော်တော်လေးရှုပ်ထူးတဲ့လောကကြီးထဲကအရေးကြီးတဲ့အပိုင်းတချို့ကောနော်လင်ညာတာနဲ့ gas lighting လို့ပြင်းတန်းတဲ့နီလန်းဒီအထိနော်ဈေးကထဲက FOMO လို့မျိုးတွေအကြောင်းပြောခဲ့ကြတယ်အဓိကကတော့ဒီရတဲ့တကယ်ရှိနေတဲ့ ကိုပဝင်းကျင်မှာခြုံတွေ့နေရနိုင်တယ်ဆိုတော့ကိုတတိပြုမိကြဖို့ပါပဲ။อืมဒီကျောင်းရာနဲ့ပတ်သက်ပြီးတော့လဲစဉ်းစားစရာလေးတခုခြံထားခဲ့ကျင်တာကတော့တခါတလေမှာလူတွေဟာတခြားသူကို တမင်တကာထိခိုက်စေလိုတဲ့ရွယ်ချက်မရှိရင်တောင်းမပါလေ။ကိုယ့်ရဲ့အခြေအနေတိုးတက်ဖို့ဒါပေမဲ့ဆက်ဆံရေးတခုကောင်းမွန်ဖို့အတွက် ီလိုတိမ့်မွေလက်စားမှုနေရာနေတွေကိုဘယ်အတိုင်းအားထိတတိမထားမိပဲသုံးမိနေနိုင်မလဲဆိုတာလေးပါပဲဥပမာရိုးရိုးတတချီချူးစကားပြောတာမျိုးကနေဖဲချီမှလိုတာထက်ပိုတဲ့မြော့ပင်းမှုထွက်သွားတယ်လဲဆိုတာမျိုးပေါ့ကိုယ့်ရဲ့နေ့စဉ်ဘဝဆက်ဆံနေတွေမှာဒီအချက်လေးတွေကိုဘလို့များတွေ့ကြုံနေရတယ်လဲဆိုတာပြန်လည်စမ်းစစ်ကြည့်ဖို့တက်တော်ညင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရည်နှလိုက်အောင်နော်